တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုဇာတိနိုင်ငံမဟုတ်တဲ့တခြားနိုင်ငံတွေစီနေနှင်းတဲ့သမရထရမ့်ရဲ့လှုပ်ဆောင်မှုတွေကိုအမေရိကန်တရားရုံးချုပ်ကပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။မူလက အောက်ယုံရဲ့ဆုံးဖြတ်ချက်ဟာထရမ့်ရဲ့အဆိုအရကရွှေ့ပြောင်းအခြေချသူတွေကိုတခြားနိုင်ငံတွေစီနေမနှင်းခင်မှာအထိပ္ပယ်ပြေးဝတဲ့ဖြည့်ရှင်းခွင့်မျိုးပေးဖို့လိုကြောင်းဆုံးဖြတ်ပြီးအဆိုအရလှုပ်ဆောင်ချက်ကိုကြားဝင်တမ်းမြစ်ထားခဲ့ပါတယ်။ဒါပေမဲ့ဂျွန်လ23ရက်နေ့မှာတော့တရားရုံးချုပ်တရားသူကြီး၉ဦးက ဒီကိစ္စဆုံးဖြတ်ဖို့မဲခွဲခဲ့ကြပါတယ်။ Trump ရဲ့အစီအစဉ်ဆက်လက်အကောင့်ထဲဖော်ဖို့ထောက်ခံသူ6ဦး၊ကန့်ကွက်သူ3ဦးနဲ့အပြီးသက်ရလဒ်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကန့်ကွက်မဲပေးခဲ့တဲ့ Liberal တရားသူကြီး3ယောက်ကတော့အဲ့ဒီမဲခွဲရလဒ်ဟာဥပဒေမဲ့လုတ်ချင်တာလုတ်ဖို့စုချင်းမြင့်ပေးလိုက်တာနဲ့အတူတူပဲလို့စိတ်ပြက်လက်ပြက်ပြောပါတယ်။မေလတုန်းကမြန်မာ၊တောင်ဆူဒန်၊ကျူဘာ၊မက္ကဆီကို၊လာအိုနဲ့ဗီယက်နမ်နိုင်ငံသားတွေပါဝင်တဲ့ရှေ့ပြောင်းအခြေချသူ၈ဦးကို အမေရိကန်ကတောင်ဆူဒန်စီနယ်နှင်းပြီးလေကြောင်းကနေပို့ဆောင်ခဲ့တဲ့ကိစ္စအကြောင်းပြုပြီးအခုဒီအငင်းပွားမှုဖြစ်လာခဲ့တာပါဒီဖြစ်စဉ်မှာအောက်ယုံရဲ့ဆုံးဖြတ်ချက်နဲ့အဲ့ဒီနယ်နှင်းမှုကိုကန့်ကွက်တားဆီးခဲ့တာဟာဆိုရင်ကြုံဘူးသမျှအစိုးရကအစိုးဆုံးတရားရေးအရာဆွတ်ဖတ်မှုလို့ထရမ့်ကဆွဆွဲခဲ့ဖူးပါတယ်အခုတော့တရားရုံးချုပ်ကအစိုးရအနေနဲ့ရွှေပြောင်းအခြေချသူတွေကိုဇာတိနိုင်ငံပြန်မပို့ပဲတခြားနိုင်ငံတွေစီနယ်နှင်းလို့ရတယ်ဆိုပြီးမဲပေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် ကန့်ကွက်မဲ့ပေးခဲ့ကြတဲ့တရားသူကြီးတွေကတော့ဒီဆုံးဖြတ်ချက်ဟာဆက်ဆုပ်စရာအလွဲသုံးစားမှုတစ်ခုလို့ဝေဖန်ခဲ့ကြပါတယ်။နောက်ပြီးရှိရင်ဆွဲအခြေခံအခွင့်အရေးတွေဆုံးရှုံးနေပြီးသားရွှေ့ပြောင်းချေကြသူတွေဟာသူတို့နဲ့အစိမ့်တသက်ဖြစ်နေတဲ့ပြည်တွင်းပြိပခတ်တွေထူထပ်နေတဲ့နိုင်ငံမျိုးတွေမှာပိုပြီးဆိုးရွားတဲ့ဒုက္ခမျိုးတွေကြုံလာနိုင်တယ်လို့လည်းပြောပါတယ်။ထရမ့်ကတောင်ဆူဒန်ကိုနယ်နယ်ဖို့ဆုံးဖြတ်ခဲ့သူရှစ်ဦးဟာအမေရိကန်မှာလူသတ်မှုမိရှုမှုလက်နက်ကင်ဓားမှုလို့ ဆိုးရွားတဲ့ရာဇဝတ်မှုတွေကျူးလွန်ထားကြသူတွေဖြစ်တယ်လို့ဆွဆွဲထားပါတယ်။ဒါပေမဲ့တရားရုံးချုပ်မှာခုခံရှောက်လဲတဲ့ရှင်းလျတွေကတော့အဲ့ဒီရှစ်ဦးတည်းကအများစုဟာဘာပြစ်မှုမှကျူးလွန်မထားသူတွေလို့အခိုင်အမာ ခုခံကာကွယ်ခဲ့ပါတယ်။လက်ရှိမှာတရားရုံးချုပ်ရဲ့ဒီဆုံးဖြတ်ချက်ဟာဆိုရင်အမေရိကန်ရောက်တရားမဝင်ရွှေ့ပြောင်းအခြေချသူတွေကိုအုံလိုက်ကျင်းလိုက်နေနေမယ်လို့ကြွေးကြော်ထားတဲ့ Trump အတွက်သူ့ရဲ့အစီအစဉ်တွေကိုအကောင့်ထည့်ဖော်ဖို့လမ်းဖွင့်ပေးမှုတစ်ခုလည်းဖြစ်လာခဲ့ပါတယ်ရှင်။